73စီရင်းညွန်စေနှုံးထွေကားတော့ရန်ကုန်စေးကွက်ထဲမှာအမျိုးအစားအလုံးစေးဆက်လက်ကြဆင်းနေပြီးသုံးပတ်သားတွင်တလီသားကို750ကျော်အထိကြဆင်းလာထဲလို့73စီတင်သွင်းတိုးလောင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ရောက်ပါထိ ။ပြီးခဲ့တဲ့အပတ်က92နဲ့95ဓာတ်ဆီစိနှုံးတလီတာကို145ချက်အထိကျဆင်းခဲ့တယ်လို့အခုတစ်ပတ်မှလည်း60ချက်အထိဆက်လက်ကျဆင်းလာပါထိ။ဒီစဲစိနှုံးကားတော့၄ဘတ်ဆက်တိုက်ကျဆင်းနေတာဖြစ်ပြီးပြီးခဲ့တဲ့3ဘတ်ကတလီတာကို145ချက်ကနေ185ချက်အထွန်းကျဆင်းခဲ့တယ်လို့အခုတစ်ပတ်မှလည်းတလီတာကို95ချက်ကနေ90ချက်အထိထပ်မံကျဆင်းခဲ့ပါထိ။ ကိုပါရေနံစိမ့်စိနှုံတွေကတော့ဒီကနေ့မှသစီကို68တရမ26အထိရှိနေပြီးတပတ်သားအတွင်းဒေါ်လာဝင်းကျင်အထိဈေးပြန်လဲမြင့်တက်လာထဲလို့သိရပါတယ်ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းအနေနဲ့ဒီကနေ့မှအမေရိကန်ဒေါ်လာကို4390ကျပ်အထိရှိနေပြီးတပတ်သားအတွင်းဒေါ်လာကို30ကျပ်ဝန်းကျင်အထိဆက်လက်ကျဆင်းနေပါသေး 73စီအထိကတင်သွင်းနေတဲ့စင်ကာပူနိုင်ငံရဲ့ဈေးနှုန်းတွေကတော့92တဘာရယ်ကို89ထရမ54ဒေါ်လာ95တဘာရယ်ကို80ထရမ69ဒေါ်လာ10 ppm တဘာရယ်ကို86ထရမ18ဒေါ်လာအထိဈေးနှုန်းအသေးသေးရှိနေပြီးတဘာရယ်ကို2ဒေါ်လာဝန်းကျင်အထိဈေးနှုန်းကျဆင်းနေပါတယ်။ မြန်မာနိုင်ငံထောပဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာတွေစက်တိုက်ရောင်းချပေးနေတယ်လို့အခုရပိုင်းရထွင်း73စီအထက်ကတင်သွင်းနေတဲ့စင်ကာပူဈေးနှုန်းတွေလည်းကျဆင်းနေတာကြောင့်ပြည်တွင်းဈေးတွေပါ လိုက်ပါကျဆင်းလာတယ်လို့73စီဈေးကွက်ကျွမ်းကျင်သူကဆိုပါတယ် 73စီဈေးကွာထဲမှာတော့ဆက်ရုံအလုံးရုံတွေရသူကလျှက်စစ်လိုအပ်ချက်ရှိနေသေးတာခရီးသွားလာသူများပြားနေပြီးအယောင်းဝယ်ဆက်လက်ကောင်းနေသလိုလမ်းမဲလာအထွေးမှာလည်းတကြံပွဲတော်ကာလာချောက်ဆက်လက်ကောင်းနိုင်တယ်လို့ဆိုပါတယ် ပြည်တွင်း73စီတွေရဲ့အခုတပတ်ရည်ညွန်းဈေးတွေကတော့92တလီတာကို2990ကျပ်95တလီတာကို3045ကျပ်ဒီဇယ်စီတလီတာကို2600ကျပ်ပရီမီယံဒီဇယ်စီတလီတာကို3235ကျပ်အထိဈေးနှုန်းအသေးသေးရှိနေတယ်လို့သိရပါတယ်ရှင်။